28ရက်3လ2025မှာ အလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။အဆိုပါငလျင်ကြောင့်မန္တလေး၊စကိုင်း၊ပြင်မနာ၊ပျော်ပွဲ၊အင်းလေးဒေသအပါအဝင်မြို့ပေါင်းများစွာမှလူမျိုးစုံပြည်သူတွေထောင်ထဲချပြီးတိတ်ကြီးပြက်စီဒဏ်ရာရခဲ့ကြတယ်လို့နေအိမ်အဆောက်အအုံတွေမရေမတွက်နိုင်အောင်ပြက်စီခဲ့ရပါတယ်။ရှင်အောင်အမွေအနည်းဖြစ်တဲ့ဖျားစီတွေပထိုးတွေ ုံကြီးချောင်းတွေမလီတွေလည်းပျက်စီးခဲ့ရပါတယ်။ငလျင်တန်ကြောင့်ပြည်သူတွေဆင်းရဲဒုက္ခပေါင်းများစွာနဲ့ကြုံတွေ့နေရချိန်မှာအကြံဖတ်အာနာသိန်းစစ်အုပ်စုကတော့ငလျင်တန်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ဖို့ကြိုးစားရမယ့်အစားအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေနေ့စဉ်အကြံဖတ်တိုက်ခိုက်တပြက်လျက်ရှိပါတယ်။ဒါကအာနာသိန်းစစ်အုပ်စုရဲ့လူသားချင်းစာနာမှုကင်းမဲ့တာ။ သူတို့အာနာတီမြဲရေးအတွက်ဆိုရင်နီလန်ပေါင်းဆောင်တုံးတာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ຫນွေဥတော်လည်းအင်အားစုတွေလူမှုအသင်းအဖွဲ့တွေနဲ့နိုင်ငံတကာမိသားစုတွေအနေနဲ့အတူလက်တွဲပူးပေါင်းပြီးအတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကုညီဆောင်ရှောက်မှုတွေပြုလုပ်ကြပါရန်အလေးအနက်တိုက်တွန်းအပ်ပါတယ်။မဟာငလျင်ကြီးကြောင့်အသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကမွန်စွာဝန်နေချေခွဲရပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါတယ်။တပြိုင်နက်ချဲမှာပဲအာနာသိန်းဖက်စစ်တရဲ့လူမဆန်မှုတွေတာဝန်ပြက်ကွက်မှုတွေကိုလည်းကန့်ကွက်ရှုတ်ချကြောင်းကိုလည်းဖော်ပြအပ်ပါတယ်။တကြံဟူသည်နှစ်သက်ကိုကြိုဆိုသည့်အနေအားဖြင့်ကျင်းပသည့်ပွဲတော်တစ်ခုဖြစ်ပါတယ်။ကူပြောင်းခြင်းပြောင်းရွှေ့ခြင်းဟု အတိတ်ပဲရသော ပါဠိဘာသာသင်္ကရာကိုမြမာမှုပြု၍တကြံဟုခေါ်ဆိုကြခြင်းဖြစ်ပါ၏မြမာနှစ်တနှစ်ကုံဆုံးကနှစ်ဟောင်းကုံ၍နှစ်သက်ကူပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်နှစ်ဟောင်းမှအညစ်အကြေးများကိုတကြံရည်ဖြင့်စေကြောတက်လွင်တောက်ပတန့်စင်လာစီပါ၏ဘုံမင်းအောင်လာရဲ့ဖတ်စစ်စစ်တက်ကပြည်သူအာဏာကိုမတရားသဖြင့် သိမ်းယူခဲ့တဲ့2021ຫນွေဥကာလမှာပဲမကျေနပ်မှုပေါင်းစုံကຫນွေအပူမှာပြည်သူတွေရဲ့ရင်အပူလောက်မပူပြင်းခဲ့တာအမှန်ပဲဖြစ်ပါတယ်။လူမျိုးစုံပြည်သူတွေအနေနဲ့ဖက်စစ်တဲ့ရဲ့အာနာလူယုံမှုကိုခံရစဉ်ကလေးကမြမာတို့ရဲ့အစင်အလာတကြံကိုတော်လန်တကြံအဖြစ်သတ်မှတ်ခဲ့ကြပါဗျ။ရဟောင်းကျွေးပြီးရွက်သစ်တွေမဝေနိုင်အောင် ဖက်စစ်မင်းအောင်လှိုင်တဲ့ကျွန်းတပေါက်တွေကဖန်းစီနှိမ့်ဆက်တက်ဖြက်လို့အပြစ်မဲ့ပြီးသူ ထောင်ပေါင်းများစွာတည်တည်ပျက်စီးခဲ့ရပါတယ်။ပြည်သူတွေရဲ့ခိုးလုံရနေရင်တောင်းပေါင်းများစွာကိုမိတိုက်ခဲ့တယ်လို့ဘုံတော်ကြီးเจ้าတွေဖျားเจ้าတွေစာတင်เจ้าတွေဈေးရုံတွေပါမချမ်းအကျန်းဖတ်ဖြက်စီးလျက်ရှိပါတယ်။လူလူဟာကြံဆိုရာကိုမေးပြောက်ခဲ့တာ၅ချိန်မြောက်ကို ရောက်ရှိခဲ့ပါပြီ။ ရင်းထဲမှာအပူလိုင်းတိုက်ခတ်ခံနေရတဲ့ပြည်သူတွေကိုဖက်စစ်တပ်ရဲ့ဖိနှိပ်ယုံမာမှုများအားမမေ့လျော့စေခြင်းကကျမတို့ရဲ့လူပောင်သေးတန်းချက်အဖွဲ့မှဖက်စစ်ကောင်တွေရဲ့တယုံမှန်ကိုပေါ်ထုတ်တင်ဆက်လိုက်ရပါတယ်လူမျိုးစုံပြည်သူအပေါင်းရှင်လန်းကြပါစေစစ်တုံးစစ်ကိုအမြင့်ဖြတ်ပြီးအစဉ်ဖွင့်ပြိုးတိုးတက်သော လူပောင်သေးစီတို့ခြေတက်နိုင်ပါစေကြောင်း စုတောင်းပတနာပြုလိုက်ပါရစေ 場所には ချင်းပါမယ်ကောင်းတယ်ပြောတယ် no lies. 家乡啊。